မင်္ဂလာပါရှင် Listener Heaven Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပံမဝရေးသားထားတဲ့ဝိတုဆောင်းပါးဘောင်းချုပ်တက်ထဲကဖုံးကြီးပြန်ဆိုးတဲ့အပိုင်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းသိင်ကြီးဖြစ်ပါတယ်ဖုံးကြီးပြန်သည်မြန်မာပြည်ပွဲကြီးလန်းကြီးတို့တွင်တစ်ခုအပါဝင်ဖြစ်၏ စပားသိမ့်၍တပေါင်းတကူးလာသို့ရောက်လင်အမျိုးမျိုးရွာရွာတွင်ဖုံးကြီးပြန်ပွဲများကိုတွေ့မြင်ကြရလေသည်အခြားမျိုးများမှမဆိုထားပြီးပွဲလန်းသဘင်ပေါများလာသောရန်ကုန်မြို့ကြီးမှာပင်တပေါင်းတကူးလာသို့ရောက်လင်ရွှေတကုံစီတော်မြတ်ချေရင်၌ဖုံးကြီးပြန်ပွဲများကိုမြင်ကြရ၏ဖုံးကြီးပြန်ပွဲများတွင်ယဟန်တန်ကားများအားလှူဒန်းရသည့်ထက်တလားလောင်တိုက်တို့လောက်ရသည့်အတွက်ဇယိတ်ပိုမိုကုံကြသည်ကို တွေ့မြင်ကြရပေးလိမ့်မည်။တလားလောင်တိုက်လို့သူများ အထိုက်အလျောက်အကျိုးရှိပါ၏။သို့သောမီးစာအတွက် အကျိုးရုပ်ဒီကပိုလေသည်။ဖုံးကြီးပြန်လှုပ်လိုက်မှဖြင့်သူ့ကြားရုပ်ကကြီးသည်ငါနဂါးရုပ်ကကြီးသည်မြည်သူတကြားမင်းရုပ်ကကြီးသည်စသဖြင့်အယုတ်ဂုံပြိုင်သည်နှင့်ပင်အချိန်များစွာကုန်လေသည်။စင်စစ်အဖြစ် ဖုံးကြီးပြန်ပွဲများသည်အယုတ်ပြိုင်ပွဲများနှင့်သာတူနေတော့၏။ မြမာတို့ဤလက်မှုပညာပကြီးပညာကို အားပေးသည်ဟု ဆိုလိုက ဆိုနိုင်ပါ၏တို့ရာတွင်ဇယိမ်များစွာအကုန်အကျခံကပြုလုပ်ထားသောအယုတ်ကြီးများမိစာဖြစ်သွားရသည်မှာနှံ့မျောเสียရကောင်းလာပြီတော့သည်ရန်ကုန်မြို့မှာဖုံးကြီးပြန်ပွဲဆိုလင်တိမ့်တိမ့်တုံအောင်စီကားလာ၏အယုတ်ကြီးများကိုကြည်ကြချီးမွမ်းကြမှတ်ချက်ချကြပွဲကြည်ကြမုတ်ဝဲစားကြ ပတ်စံဖြုံးကြပြီးလင် အိမ်ပြန်ကြလေသည်ဖုန်ကြီးပြန်ရှင်တို့မှလည်းသူ့အယုတ်ကသားသည်ငါအယုတ်ကသားသည်စသဖြင့်အယုတ်ပြန်ကအချိန်ဖြုံးကြကုန်၏ဖုန်ကြီးပြန်ပွဲလာသူများမကြမီဖုန်ကြီးပြန်ပွဲအကြောင်းမေ့လိုက်ကြလေသည် ဖုန်ကြီးပြန်ပွဲကိုကျင်းပါတော်သူတို့မှလည်းလူပန်းငွေပန်း ဖြစ်ကြပြီးနောက်အတန်ကြာလင် မေးလိုက်ကြကုန်၏တခါတခါစကားဆက်မိသောအခါမှသာလဲငါတို့ဆရာတော်ကြီးပြန်လွန်တော်မူတော့ကအင်မတန်လူစီတာပဲတကြားယုံငကားယုံကြီးတွေဟာထမ်းပင်လောက်မြင့်နေဂလုံယုတ်ကြားယုတ်ကြီးတွေဟာလဲအေယာမအယုတ်ကြီးတွေပဲစသဖြင့်ဆက်မြုပ်ပြန်ကြလေသည်ပြီးလျင်မေးလိုက်ကြပြန်၏ဘာတခုမျှမှတ်လောက်တားလောက်မကြံရစ်ခဲ့ပေစာကြည့်ကန်းတခန်းဘီးရကတ်တိုက်တတိုင် ကြံရစ်ခဲ့ပါမူမိမြကောင်းမည်နီမိမြအကျိုးများမည်နီမိမြကုသိုလ်ရမည်နီရန်ကုန်မန္တလေးတို့ကဲ့သို့သောပတ်စံမပေါ်သည့်မြို့ကြီးများတွင် ဖုံးကြီးပြန်အတွက် မထောင်းတားလှသောလဲမြို့နှင့်မနီတော်ကြီးတဲတွင် တီရှိကြသည့်စင်းရဲနွမ်းပါလှသောတော်ရွာကလေးများတွင်ကအတော်ပင် ထောင်းတားလှပေသည်ဤစကားကိုချဲ့အောင်အံရွှေဘူစီရင်စု တန့်ဆဲမြို့နယ်၏အစွန်အပြားစိန်တန်းရွာတကြီးအပိုင်းတရီဆိုသောရွာသိမ်းရွာငယ်ကလေးတရွာသည် ရှိတတံထိုရွာကလေးသို့ရောက်ရန်ကမလွယ်ကူလှပေရွှေဘုံမှတန့်ဆဲသို့မိုင်ပေါင်း40မြောက်ဝေးကွာ၏တန့်ဆဲသို့သွားရန်ပင်အတော်ခဲရင်လှပေသည်တန့်ဆဲမှထိုတရီရွာကလေးသို့မိုင်ပေါင်း40ကျော်ဝေးပြန်လေသည် လူသူအယောက်အပေါက်နဲလာသောရွာသိမ်းရွာငယ်ကလေးဖြစ်၏ မြို့ပိုင်းတိုက်ပိုင်းအရေးပိုင်းတို့က10နှစ်မှမှတစ်ခေါက်လောက်အနိုင်နိုင်ရောက်ကြလေသည်ထိုရွာတို့တွားရန်တောလှဲလမ်းမှာတစ်တောကြီးများ ရှိုးကြီးများစမ်းကြောင်းများကြောင်များကမ်းပါများကို ဖြတ်ကျော်၍တွားရလေသည်ຫນွေຄາມະດາລင်ແຫຼແລ່ນປောက်ອີໂມຄາມາມູກາແຫຼແລ່ນມະຊິອະລົນຈອງຈ່າຢູ່ຄອງລາດໍຍွာກະເລບີຕີໂທຍွာກະເລດ ᱹ ນີ້ຖ່າຍຈາດໍ ရွာသူရွာသားတို့ကအများအားဖြင့်ဝါဖျားများကိုရက်လောက်ကြလေသည် ထိုဝါဖျားများကိုနွေကာလတွင်မြို့ဖျားပွဲများ၌လာ၍ရောင်းကြကုန်၏လမ်းထဲတွင်သုံးလေးညအိပ်ပါမှမြို့သို့ရောက်ကြ၏မိမိတို့ရောင်း၍ရသောဖျားဘိုးမှလှဲကပင်မကြီးသို့သော ကိုပိုင်လှဲများဖြင့်လာကြသောကြောင့်ခံတာလေသည်လှဲများကိုသာငှားပြီးလာရပါလေလှဲကကိုနှုတ်လိုက်သည်နှင့်ပင် အရှုံးအဖက်တင်နေပေအုံးမည်ဤများနှင့်ပင် စာဖတ်သူအပေါင်းတို့တိလောက်ပေပြီဤရွာကလေးတွင်အရေးကြီးသော အချက်ကရွာတွင်သော၎င်းအနီးအနားရွာကလေးများတွင်သော၎င်းဖုန်ကြီးဥပစင်းတာမဏိများ ပြန်လွန်သောအခါတအိန်လင်းစံတပြီးငွေတစ်ချက်ထည့်ကြရလေသည် ရွာဤအခြေအနေနှင့်စာလင်အတော်များသည်ဟုဆိုရန်ရှိ၏သို့သောဤဥပဒေကို ကန့်ကွက်သူမရှိခဲ့ ဤဥပဒေပေါ်နေသည်မှာနှစ်ပေါင်းအတော်ပင် ကြာခဲ့လေပြီ။ဘုံကြီးဥပစဉ်တာမဏေများ ပြန်လွန်တော်မူကြမှဖြစ်ရွာသူရွာသားများငွေရှာရဆန်ရှာရသည်မှာတမောပင်အင်္ဂလိပ်တက္ကရာ1938ခုနှစ်မြန်မာတက္ကရာ1296ခုနှစ်တွင်မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်လိုက်ပြီးလျှင်အုပ်ချုပ်ရေးဥပဒေတစ်ကို ပေးအပ်တဲ့ကဲ့သို့တတိရွာကလေးတွင်လည်းထိုနှစ်တွင်ဥပရေတစ်တခုပေါ်ပေါက်၍လာလေသည်ဤပြုပြင်ပြောင်းလဲ၍ခကြီးတဲတွင် လူသူအရောက်အပေါက်နှဲလှ၍ကြောင်ကြသည့်ရွာသိမ်ရွာငယ်ကလေးမှာပင် ပြောင်းလဲခြင်းမကင်းနိုင်ပေတတိရွာကလေးဤဥပရေတစ်ကဤတို့တီဖုန်ကြီးဥပစဉ်တာမဏေပြန်လွန်တော်မူသောအခါရှေးကအတိုင်းတအိန်လင်းစံတပြီးငွေတစ်ချက်မဟုတ် တယောက်လင်းစံတပြီငွေကြက်ပေးရမည်ဟူသောဥပရေတဖြစ်လေသည်ဤဥပရေတကိုရွာတကြီးနှင့်ယဟန်တော်အချို့ကအတီးပြုတ်လိုက်သည်နှင့်တပြိုင်နက်အလွန်ငြိမ်သက်၍နေသောရွာကလေးမှာစူညံ၍သွားတော်၏ကန့်ကွက်သူတွေပေါ်လာ၏တီတိုးစကားပြောကြကမကြေနပ်သူတွေထွက်၍လာ၏မကြာမီပင်တတိရွာကလေးတွင်နှစ်သိန်းနှစ်ပတ်ခွဲပြား၍သွားလေသည် ရွာကျောင်းဖုံကြီးရွာတကြီးမင်းနဲ့ရွာသားအချို့ကတစ်ဖက်ရွာကောင်းနဲ့အခြားရွာသားတို့ကတစ်ဖက်စူပွက်၍သာနေလေသည်တကြီးတို့ဘက်တွင်အင်ဂျီ30ကျော်ရွာကောင်းတို့ဘက်တွင်အင်ဂျီ50ကျော်ပါ၏တွဲရီခွဲရီခေတုံးကလိုတတိရွာကလေးတွင်အငင်းပွားနေကြလေတော့တည်းရွာကောင်းတို့ကလည်းတင်း၍နေရွာတကြီးတို့ဘက်ကလည်းလျှော့၍မပေးအတန်ကြာလင်း ယဟန်တော်များ အစည်းအဝေးလုကရွာကောင်းတို့ဘတ်တော်သားများအားတပိတ်မှောက်လေသည်တပိတ်လက်နက်ကထက်မြက်လှပေ၏ရွာကောင်းတို့ဘတ်သားများအလူတန်းလှုပ်၍လည်းမဖြစ်အာတုပရှိလင်းလဲဖုံးကြီးများအားပင့်၍မရရှင်ပြုတ်ခြင်းလဲဖုံးကြီးများကြွမလားအတော်ပင် အခက်ကြုံနေကြလိမ့်ပြီတကြီးမင်းတို့ဤဥပရေတစ်အတိုင်းလိုက်နာရမှာကလဲစင်းရဲနွမ်းပါလှသောကြောင့်အခက် လဲရမှာတက်ခိုးထောင်းဆိုတကဲ့သို့ဖြစ်နေကြကုန်၏နောက်ဆုံးတွင်က ရွာကောင်းတို့လူစုအကြံတစ်ခုကိုရကြလေသည်မိမိတို့၏ဘတ်တော်သားအချို့နှင့်ဆွေမျိုးတော်ဆက်သူယဟန်တစ်ပါးသည်ကောလင်းနေတွင်ကြောင်းထိုင်နေလေသည် ထိုယဟန်အားပင်မီလင်မိမိတို့၏ရွာတွင်ကြောင်းထိုင်စေရလဲကောင်းမည်ဟုတိုင်ပင်ကြကုန်၏ဤသို့တိုင်ပင်ကြပြီးနောက်များမကြာမီမှာပင် ရွာသား၃၄ယောက်တို့သည် ကောလင်းနေသို့ခยีပြင်းနှင်သွားကြလေသည်ကောလင်းနေမိမိတို့ကိုရောဤចောင်းသို့ရောက်လင်အကျိုးចောင်းကိုလျှောက်ကာအတင်းပင်ကြ၏ထိုကိုရောမှာလဲမိမိဆွေမျိုးညာတီများဒုက္ခနှင့်ကြုံနေကြသည်ကို ကြားရလဲမနေနိုင်တော့ပဲမိမိဤចောင်းကိုဆွန်ကားထိုသူတို့နှင့်အတူကြွလာရှာလေသည်ရွာသူရွာသားတို့လည်းဝမ်းမြောက်၍မဆုံးတော့ပြီ ကောလင်ဖုံကြီးရွာသို့ရောက်လဲရွာအနီးမြေလက်တစ်ခုတွင်ကြောင်းဆောက်ကားကိုးကွယ်ကြကုန်၏။ဤချင်းရာကိုဥပရေတေတမားများမြင်ကြရလဲအတော်ပင်အကြံအိုက်သွားကြလေသည်။ခေါင်းချင်းဆိုင်ကအကြံထုတ်ကြပြန်၏။သူတို့လည်းညံမနေပေ။အရေးပိုင်ဤအမိတ်မရှိပဲရွာအပြင်ဘက်တွင်ကြောင်းဆောက်ကြောင်းအရေးပိုင်ထံရှောက်လွာတွင်းကြကုန်၏။ ထိုအကြောင်းကိုကြားရသောအခါရွာကောင်းတို့လူစုကအရေးပိုင်းထံတွင်ကြောင်းဆောက်ရန်အမိန်ကိုခံကြလေသည်တကြီးမင်းတို့ လူစုအကြံအိုက်ကြပြန်၏သို့သောအကြံသည့်တစ်ခုကို ထုတ်ကြပြန်လေသည်တော်တော်ညံများသောပုပ်ကိုရို့ပါတကားထိုကြောင်းနေရာမှာမိမိ၏ဘိုးဘပိုင်းမည်ဖြစ်သောကျောင်းမိန်ပေးခြင်းကိုကန့်ကွက်ကြောင်းနှင့်တကြီးမင်းတို့၏ဘတ်တော်သားတယောက်၏ရှောင်းလွားတစ်စောင်းကို မောင်လူအေးရလေသည် မောင်လူအေးလည်း တန့်စဲမြို့ပိုင်းအားလှုပ်ပြီးလျင်ရွာသားအချင်းချင်းတင့်တင့်မြတ်မြတ်ဖြစ်သွားရန်စီမံစေ၏မြို့ပိုင်းမင်းလည်းပင်မန်းစွာ ထိုရွာကလေးကိုတွားကရွာသားများနှင့်ဆွေးနွေးတိုင်ပင်၏ဥပဒေတစ်မှာပြင်းလွန်းသောကြောင့်ထိုဥပဒေကိုဖျက်ပြီးလျင်ဥပဒေဟောင်းအတိုင်းပင်တအိန်လင်းစံတပြီးငွေတစ်ကျပ်ယူရန်တိုက်တွန်းလေသည် ယဟန်ငယ်များကသဘောမတူ တင်းခံနေကြလေသည်နောက်ဆုံးတွင်ကမြည်သူမျှမပိုင်သောအစိုးရပိုင်းမြေလွတ်တွင်ရွာကောင်းတို့လူစုចောင်းတစ်ဆောက်ရန်မောင်လူအေးအမိန့်ပေးလိုက်လေသည်ဤအေးသည်အေးမြီလောမပြောတတ်ပါဖုံကြီးပြန်များကပေးမင့်တခါတခါဒုက္ခအပေးသားကလားလေအားလုံးပဲကျေနပ်နှစ်တန်နေကြပါသည်ရှင်မိတ်ဆွေတို့ရေ စိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းပေါင်းနဲ့နှလုံးတို့ဝရပြည့်စုံနိုင်ကြပါစေနော်